ဒီနေ့တော့ဆန္ဒနံပါတ်30ဖြစ်ပါတယ်အခန်းကြီး30အငယ်1မှ9ဒါဝိဒ်ဒီအိမ်တော်ကိုတန်ရှင်းစေသောအခါအတန်ညှိ၍သို့သောဆာလံအိုထာဝရဖျားကိုရဂုအကျွန်ုပ်ချီးမွမ်းပါမည်အကျွန်ုပ်ကိုဆယ်နှုတ်တော်မူ၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ရသောအခွင့်ကို ပေးတော်မမူ ိုအကျွန်ုပ်၏ဖျားသခင်သာဝရဖျား အကျွန်ုပ်ဒီကိုရော့ကိုအော်ဟိ၍ကိုရော့ဒီချမ်းသာပေးတော်မူ၏။အိုသာဝရဖျား ကိုရော့ဒီအကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံတဲကနှုတ်ယူတော်မူပြီးတင်းကြိုင်တွင်တဲသို့မဆင်းစေဘဲအကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီးသာဝရဖျား၏တန်ရှင်းသူတို့သာဝရဖျားကိုထောမနာတည်ခြင်းဆိုကြလော့။တန်ရှင်းသောနာမတော်ကိုချီးမွမ်းကြလော့။ အမျက်တော်သည်ခဏထွက်၏ခြေဆုတော်မူကားတသက်လုံးတည်၏ညာဦးရ၌ငိုကြွေးခြင်းသည်လာ၍တဲခို၏နာနေရ၌ကတည်ခြင်းဆိုသောအခွင့်ရှိ၏အငယ်၆မှ၁၂ငါသည်လှုပ်ရှားခြင်းနှင့်အစဉ်ကင်းလွတ်လိမ့်မည်ဟုကောင်းစားစဉ်အခါအကျွန်ုပ်အောင်းမေ့ပါ၏အိုထာဝရဖျားကျေးဇူးတော်အပြင်သာ အကျွန်ုပ်ဤတောင်းသည်ခိုင်ခန့်မြဲမြံပါ၏ မျက်နာလွှဲတော်မူသောအခါဆင်းရဲခြင်းသို့ ရောက်ပါ၏။အိုထာဝရဘုရားအကျွန်ုပ်သည်အသက်ဆုံး၍တင်းကြိုင်းတွင်တည်းသို့ဆင်းလျင်အဘယ်အကျိုးရှိပါအနည်း။မြေမှုန့်သည် ကိုရော့ကိုချီးမွမ်းပါမည်လော။တစ္ဆာတို့ကိုပေါ်ပြပါမည်လော။အိုထာဝရဘုရားနားထောင်၍ကယ်မတနာတော်မူပါ။အိုထာဝရဘုရားအကျွန်ုပ်ကိုစောင့်မတော်မူပါဟု ကိုရော့ကိုအကျွန်ုပ်အော်ဟစ်၍ထာဝရဘုရားကိုတောင်းလျှောက်ပါ၏။ ထိုအခါကျွန်ုပ်ကြီးတွားမိတန်းခြင်းကို ကခုံခြင်းဖြစ်စေတော်မူ၏အကျွန်ုပ်ဝတ်တော်ရှော်တေဝတ်ကိုချွေ၍ဝမ်းမြောက်ခြင်းကပန်းနှင့် စီးတော်မူ၏တို့ဖြစ်၍ကျွန်ုပ်ဤဝိညာဉ်သည်တိတ်ဆိတ်စွာမနေကိုရော့ကိုတည်ခြင်းဆိုပါမည်အိုကျွန်ုပ်ဤဖျားသခင်သာရဖျားကျေးဇူးတော်ကိုအစဉ်အမြဲချီးမွမ်းပါမည် အဲနောက်ဗီဒီယိုကပြန်လို့ဒီဟာတော့နည်းနည်းကောင်းရှင်းတဲ့အာကောင်းရှင်းရအပေါ်မှာရှိမှာဟောနောက်အောက်မှာရှိတာတော့ပြီးတော့စလုံးပေါင်းစလုံးပေါင်းမားတဲ့ဟာတွေနဲ့ရှိရပါတော့ဒါမဲ့အဆင်ပြေပါတယ်နောက်ဗီဒီယိုမှာဖြစ်တွေ့မယ်နော်ဘာဘာ